ညတညမှာအဖိုးကြီးတယောက်ကလမ်းမှာရှိတဲ့မီးတိုင်ရမီးလုံးတွေကိုသူ့ရဲ့မော်ဘီစီလင်းနဲ့လိုက်ပြီးတော့ပိတ်နေပါတယ်။သူကတော့ဟော့ဘတ်မော်ကျောင်းတော်ကြီးရဲ့ပရော်ဖက်ဆာကျောင်းတော်ကြီးအေဗတ်တမ်မတိုပဲဖြစ်ပါတယ်။သူနဲ့အတူကျောင်းမပြောင်းနိုင်တဲ့အဖိုးကြီးတယောက်လည်းရှိနေပါတယ်။သူကတော့ဟော့ဘတ်မော်ကျောင်းတော်ကြီးရဲ့ပရော်ဖက်ဆာမကွန်နဂေါပဲဖြစ်ပါတယ်။မကြခင်ကောင်းကင်မှာဆိုင်ရပြန်ကြီးကိုစီးပြီးတော့လူကြီးတယောက်ရောက်လာပါတယ်။သူကတော့ဟက်ဂရစ်ဖြစ်ပြီးကလေးတယောက်ကိုယူလာပါတယ်။သူတို့တောင်ရောက်အဲ့ကလေးလေးကိုမကန်မြုံနဲ့ရေးစီမှာလာထားတာဖြစ်ပါတယ်။မကန်မြုံနဲ့ဆိုတော့မော်ပညာမတတ်တဲ့မိသားစုကိုခေါ်တာဖြစ်ပါတယ်။ တို့ရင်ရှင်းမှထားခဲ့တဲ့ကလေးလေးကတော့နှစ်ဖူးမှာမူရုပ်ပုံစံအမှားရုံနဲ့ကျွန်တော်တို့အားလုံးသိကြတဲ့ Harry Potter ပဲဖြစ်ပါတယ်ဒီနေ့ကျမှာတော့လေကတဲ့အောက်ကအခန်းတူးသေးလေးရာနေဟယ်ရီပေါ်တာနိုးလာပါတယ်ဟယ်ရီပေါ်တာကသူ့ရဲ့ဦးလေးဒါစလီအတော်ပီဂျူနီယာနဲ့ဝမ်ဝဲညီကိုဒက်လီရုံးနဲ့တူနေထိုင်ပါတယ်ဒီနေ့ကဒက်လီရဲ့မူနေဖြစ်တဲ့အတွက်တရိတ်ဆိုင်ကိုသွားဖို့ပြင်ဆင်နေရပါတယ်ကားပေါ်တော်တရိတ်ဆိုင်ရောက်ပောက်ကြရမလို့သူ့ရဲ့ဦးလေးအမှားနေပါတယ်တရိတ်ဆိုင်ဝင်ရောက်တော့ဒက်လီကမွေကိုကားထားတဲ့မှန်ကိုတူလို့ဟယ်ရီကမွေကိုတောင်းပန်လိုက်တော့ထူးဆန်းစွာပဲမွေကသူပြောတာတွေကိုနားလည်ပြီး သူ့ကိုလည်းစကားပြန်ပြောပါတယ်။ဒီကတော့ဘာလို့ငွေပြောတာတွေကိုနားလည်နေလဲဆိုတော့သူ့ကိုသူကမလည်နိုင်ဖြစ်နေပါတယ်။ငွေထားလာတော့မေတော့တကယ်လေးကဟယ်ဘီကိုတွန်းထည့်ပြီးငွေလာကြည့်ပါတယ်။ဟယ်ဘီလက်စိတ်တူသွားပြီးငွေကိုကာရိုင်းမှာဆက်ကြည့်တော့မှန်ကအလိုလိုပျောက်သွားပါတယ်။မှန်မရှိတော့ဒမီလေးငွေထည့်လာတဲ့အခန်းထဲကိုရောက်သွားလို့ကြောက်လန့်ပြီးဟော်နေတဲ့အချိန်မှာပူရထွက်သွားပါတယ်။ပြီးတော့မှန်ကပြန်ပေါ်လာပြီးတကယ်လေးကအခန်းထဲမှာပိတ်မိနေပါတယ်။အိမ်မှာရတော့ဒါစလီကဖယ်ဘီရဲ့လက်ချက်မှရင်းပြီးပြီးတော့အခန်းထဲမှာထဲကအပြင်ကနေတော့ခတ်ထားလိုက်ပါတယ်။နောက်တစ်နေ့မှာဟယ်ဘီစီကိုဇီဝတ်တကောင်ကစားလာပို့ပါတယ်။ ်စာထဲမှာ Harry ကို Howard မော်ကျောင်းတော်ကြီးကနေကျောင်းလာတဲ့ပုံဖိတ်ခေါ်တာရဲ့စာပဲဖြစ်ပါတယ်။ Dursley ကဒါဝင်ပြီးတော့ Howard ကပို့လိုက်တာဆိုတာသိရတယ်။တကူးကသူ့လိုဖြစ်သွားပြီးစာအုပ်ချင်းချင်းပြဲလိုက်ပါတယ်။နေပြီးတဲ့နေ့ Secret တွေက Siren ရိုင်းလာပို့ပါတယ်။ Dursley ကစာတွေကိုပြဲလိုက်မိရှူလိုက်နေ Harry စီကိုမရအောင်လုပ်နေပါတယ်။တနေ့တော့ Secret ပေါင်းများစွာ Harry ရဲ့အိမ်ကိုစာတွေအများကြီးပို့လိုက်ပါတယ်။ Dursley တို့လည်းအိမ်မှာဆက်နေလို့မရလို့ဆိုတော့ရိတ်စားမိပြီးတော့တခြားတနေရာကိုပြောင်းနေပါတယ်။ အဲ့ဒီညမှာပဲ hackray ရောက်လာပြီသူကဟော့ဝဲတော်ထိန်တော်တော်လိုက်ကွင်းစာကြီးဖြစ်ကြောင်းပြောပြီး heavy ကိုမွေးနေကိန်းနဲ့ဟော့ဝဲရဲ့ကျောင်းဝင်ကွင်းစာကိုပေးလိုက်ပါတယ်။ heavy ကမော်စီယာဖြစ်ကြောင်းနဲ့သူ့ဖိနေမေယာဂျိမ်ပေါ်တာနဲ့ heavy လီလီဖြစ်ပြီးနေရာစလုံးကမော်စီယာဖြစ်ကြောင်းပြောပြပါတယ်။ပြီးတော့ heavy ကိုလည်းသူနဲ့တူလိုက်ခဲ့မှုခေါ်သွားပါတယ်။ hackray နဲ့ heavy ပေါ်တာတို့ကမော်ကျောင်းတက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့စားသောက်ပိုင်းနဲ့ဝင်သွားပါတယ်။ဖိုင်နေရတော့ဘာကောင်တော့ကလူက Harry Potter လို့ခေါ်ရတယ်။ဒီဆိုင်လုံးကလူတွေက Harry Potter ကိုသိနေကြပြီးနှုတ်ဆက်ကြပါတယ်။အဲ့ထဲမှာ Professor Quirrell လို့ခေါ်ရတဲ့မော်လက်ပညာသင်တဲ့ဆရာတစ်ယောက်လည်းပါပါတယ်။ ဆိုင်အနောက်ကိုထွက်ပြီးနေရာကိုတင်းနေခေါက်လိုက်တော့တကားပုံစံနဲ့မော်စင်စံပွင့်သွားပါတယ်။အထဲကိုဝင်လိုက်တော့မော်ပီစီရောင်းတဲ့ဈေးထဲကိုရောက်သွားပါတယ်။ဟယ်ရီကသူ့မော်ပီစီကိုဝယ်ဖို့အတွက်ပတ်သက်မရှိဘူးပြောတော့ Green Goblin ဆိုတဲ့မော်ဘန်ထဲမှာ Harry ရဲ့ပတ်သက်တရှိတယ်ဆိုပြီးခေါ်သွားပါတယ်။ဘန်ထဲမှာ Goblin လို့ခေါ်တဲ့မိသားလေးတွေအဗန်ဝန်တန်းနေဖြစ်ပြီးတော့ Hagrid က Goblin တကောင်ကိုတော့နဲ့ Dumbledore ကိုစီအစာပေးလိုက်တော့အခန်းတစ်ခုကိုခေါ်သွားပြီးဖြွင့်ပေးလိုက်ပါတယ်။အထဲမှာရွှေရင်းကအများကြီးကိုတွေ့ရပြီး Harry ရဲ့အဖေနဲ့မိကဟယ်ရီကိုမွေပေးခဲ့ကြောင်းပြောပြပါတယ်။ တော့ဘန်မတ်93ကိုဖွင့်ပြီးဟက်ရစ်ကအထက်ကပစ္စည်းတွေတခုကိုယူလာပါတယ်ပြီးတော့မော်တော့တန်ဝဲဖို့အတွက်အိုလီဗန်ဒါဆိုတဲ့မော်တော့တန်ရောင်းတဲ့စာကိုခေါ်သွားပါတယ်ဆန်နေရောက်တော့အိုလီဗန်ဒါကလည်းဟယ်ရီကိုတိနေပြီးတော့မော်တော့တန်ဆိုတာမော်စရာနဲ့မော်စပယ်ရီကိုတုံးတဲ့ကဆက်နွယ်ပြီးတဲ့ဂျာကန်ပစ္စည်းဖြစ်ပြီးမော်တော့တန်တွေကလည်းသူတို့ရဲ့ပိုင်ရှင်ကိုသူတို့ဘာသာယူရှိချောင်ပြောပြပါတယ်ပြီးတော့မော်တော့တန်တွေတစ်ခုပြီးတစ်ခုကိုဟယ်ရီကိုစမ်းကြည့်ခိုင်းပေးမိအဆင်မပြေဘူးဖြစ်နေပါတယ်။နောက်ဆုံးမှာတော့မော်တော့တန်တစ်ချောင်းကဟယ်ရီကိုရီချဲ့သွားခဲ့ပါတယ်။ ိုလီဗန်နာအန်အော်သွားပြီးအဲ့မော်တို့ကဖီနင်းရဲ့အမီနဲ့လှုပ်ထားဖြစ်ပြီးအဲ့အမီနဲ့ပဲနောက်တဲ့မော်တို့တခုလှုပ်ခဲ့ပြီးဟယ်ရီနှစ်ဖူဘော်ကအမာယုတ်ကလည်းအဲ့မော်တို့ကလှုပ်ခဲ့ရလို့ပြောပါတယ်။အဲ့မော်တို့ကဘဒူပိုင်နာလေးလို့ဟယ်ရီပေါ်တာအမီတော့အိုလီဗန်နာကနမဲတော်မပြောရအောင်ကြောက်နေလို့ဟယ်ရီပေါ်တာနဲ့ပြန်ထွက်လာခဲ့ပါတယ်။ညစာစားတော့ဟယ်ရီကဟက်ဂရစ်ကိုအဲ့တုတ်တဲ့ပိုင်ရှင်ကသုံးမိပါးတွေတတ်ခဲ့ရမလားဆိုပြီးမေးတော့ဟက်ဂရစ်ကဟိုးရှိရှိတော့ကဆိုပြီးနောက်ကြောင်းပြန်ပြောပြပါတယ်။